စစ်အာဏာရှင်စနစ်ကြာဆုံးသွားတဲ့အချိန်ကြမှာလွတ်လပ်တဲ့ပြည်နယ်တွေပေါင်းပြီးပြည်ထောင်ပေါင်းစု ပြည်ထောင်စုဆိုပြီးပရယ်စနစ်နဲ့နိုင်ငံတော်တည်တခု ဖြစ်လာစရာရှိပါတယ်။မင်္ဂလာပါ။ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့အဆောင်မရှင်ချင်းမင်းနွဲ့ကြီးရဲ့ချင်းနဲ့နိုင်ငံတော်သို့မဟုတ်တော်လန်စစ်သေးကမြန်မာဆိုတဲ့အဆောင်ပါဖြစ်ပါတယ်။ ထိုင်းနိုင်ငံနယ်ဆက်ကရင်ပြည်နယ်ဖျားသုံးစုမျိုးကရွာတရွာမှာကျွန်တော်နေလာတာနှစ်နှစ်နီးပါးရှိလာခဲ့ပြီ ဖြစ်ပါတယ်။အာနာမသိန်းခင်ပြည်မမာတုံးကကျွန်တော်ဟာခရိုင်တစ်ခုရဲ့လူငယ်ရေးရာအတွင်းရေးမှူးတာဝန်တိုင်းတစ်ခုမှာခရိုင်လူငယ်ကိုယ်စားလှယ်တာဝန်နဲ့ကိုယ့်ရဲ့ကိုယ်ဆက်မှာတော့ကိုဟာလူငယ်ကောင်းဆောင်လူလူရဲ့အာကိုရာလူအဖွဲ့အစည်းရဲ့ဦးဆောင်သူစီးပွားရေးအရာကြီးမယ်ဆိုရင်လေလူငယ်တွေအတွက် လူငယ်ဘုံတဲခိုရိတ်တာတစ်ခုဖွင့်ထားနိုင်ခဲ့ပါတယ်။စာကြီးတိုက်ပါ တွဲလျက်ဖွင့်ပေးနိုင်ခဲ့ပါတယ်။စူပါကတ်စတန်ကားတစ်စီးပါဝန်ဆောင်မှုအတွက်အဆင့်အသင့်အနေထားရှိခဲ့ပါတယ်။လွှတ်တော်ကိုယ်စားလှယ်တွေစီပင်ဥက္ကရာတွေအသိပညာအတတ်ပညာရှင်တွေနဲ့မြို့ကန်လူထုကိုပြည့်စုံဆွေးနွေးဖလှယ်ခွင့်ပေးနိုင်ခဲ့ပါတယ်။စကားဝိုင်းတွေပြုတ်ပေးနိုင်ခဲ့တယ်။အဆုံအစံစာပေဆွေးနွေးပွဲတွေလုပ်ပေးနိုင်ခဲ့ပါတယ်။ ျွန်တော်တို့ပြည်သူလူထုရဲ့အာဏာကိုစစ်ကောင်စီကမသိမ်းပိုက်ခင်ချိန်ကနိုင်ငံတော်ရဲ့ကျန်းမာရေးကအထက်အလျောက်အားကောင်းပါတယ်။ကျွန်တော်တို့တို့နိုင်ငံတော်ရဲ့ဒါဝင်တွေကို ကိုယ်စီနိုင်ရာထမ်းရွက်ခဲ့ကြပါတယ်။အခုတော့ကျွန်တော်တို့နိုင်ငံတော်ကကြီးနဲ့နိုင်ငံတော်တစ်ခုလိုဖြစ်လာနေတဲ့အတွက်ဘာမှတိတ်ပြီးလုပ်လို့မရတော့ပါ။အားနည်းတဲ့နိုင်ငံတော်ဆိုတာဟာပြည်ပြည်ဆိုင်ရာဆက်ဆံရေးနယ်ပယ်ထဲမှာအသုံးများတဲ့ဩဟာရတစ်ခုပဲဖြစ်ပါတယ်။ အတိတ်ပဲရင်ကတော့နိုင်ငံတော်တစ်ခုမှာစီးပွားရေးစည်ရေးဤပညာနိုင်ငံရေးစနစ်လူမှုရေးစနစ်အုပ်ချုပ်ရေးစွမ်းအားတို့အနေငယ်တော့မဟုတ်ချိုးယွင်းနေပြီးတော့နိုင်ငံတကာက နိုင်ငံကြီးများရဲ့တက်ရောက်မှုတွေဖိအားတွေကို မလွတ်မြောက်နိုင်တဲ့အခြေအနေရှိနေတဲ့နိုင်ငံတွေကိုခေါ်တာပါဘလို့လက္ခဏာတွေလဲဆိုတော့နံပါတ်1စီးပွားရေးအားနေခြင်းနံပါတ်2အုပ်ချုပ်ရေးစနစ်အကြောင်းအရာမပြည့်စုံခြင်း တရားဥပဒေမတည်ကြည်ခြင်းမတရားအဖွဲ့အစည်းများပုတ်ချုပ်ခြင်းနံပါတ်3နိုင်ငံတော်အတွင်းပြည်ပခများရှိခြင်းနံပါတ်4နိုင်ငံတကာပံ့ပိုးထောက်ခံမှုများအပေါ်ငါးစွာမိခိုနေရခြင်းနံပါတ်5တရားဥပဒေစိုးမိုးမှုငယ်ပါခြင်းနံပါတ်6အကျိုးစီးပွားနယ်ပယ်တွင်နိုင်ငံခြားနိုင်ငံများထံမှဖိအားများခံရခြင်းဥပမာ အာဖရိကနဲ့အာရှတဲကတချို့သောနိုင်ငံများအာဖဂန်နစ္စတန်ဆိုမာလီယာဆူဒန်ယေဂျီတို့ကိုကြည်နိုင်ပါတယ်ကျွန်တော်တို့နိုင်ငံလိုတော်လန်စစ်ထဲကနိုင်ငံတော်တွေကတော့ပုံမှန်နိုင်ငံတော်တို့လိုအပြည့်အစုံတည်မဲပြီးအုပ်ချုပ်မှုစနစ်တစ်ခုမဟုတ်တာများပါတယ်တော်လန်စစ်တွေအတွင်းနိုင်ငံတော်ရဲ့ပုံစံတွေကတာမန်အချိန်တွေထက်တော်တော်များများအနည်းငယ်တော့ထူခြားပါတယ်တော်လန်စစ်ထဲကနိုင်ငံတော်များရဲ့ပုံစံတွေကိုလေ့လာကြည့်တဲ့အခါနံပါတ် အာဏာခွဲခြားမှုမကောင်းခြင်းတရားစီရင်ရေးအုပ်ချုပ်ရေးနိုင်ငံရေးတိုးတက်မှုမပြည့်စုံမှုတွေကစစ်တပ်ဥဆောင်မှုနဲ့တော်လှန်အဖွဲ့အစည်းတွေကပဲနိုင်ငံတော်ဖြစ်လဲပတ်နေတတ်ပါတယ်နံပါတ်1တော်လှန်အုပ်ချုပ်မှုနိုင်ငံတော်တော်လံဖွဲ့တချို့ကအချုပ်မြို့နယ်တိုင်းဒေသကြီးတွေမှာကိုပိုင်အုပ်ချုပ်မှုစနစ်တည်ဆောက်တတ်ကြပါတယ်။တော်လံအစိုးရသို့မဟုတ်တော်လံ၏သမားများကအုပ်ချုပ်ရေးစနစ်များဖွဲ့တည်တတ်ပါတယ်။နံပါတ်၃ နိုင်ငံတော်တည်နေရာမတိကြခြင်းတော်လန်စစ်တွေမှာတော်လန်အဖွဲ့တွေဟာတစိုက်တစ်ပိုင်းကိုထိန်းချုပ်ပြီးတော်လန်နိုင်ငံတော်ဆိုပြီးတတ်မှတ်တတ်ပါတယ်တော်လန်စစ်တွင်နေမင်းတချို့သာထိန်းချုပ်နိုင်တဲ့အတွက်နိုင်ငံတော်တစ်ခုအဖြစ်ကဘာတဝမ်းတရားဝင်အတိအမှတ်ပြုမှုမရတာများပါတယ်။နံပါတ်၄တတ်မှတ်တော်အခြေခံမှုတော်လန်စစ်တဲကနိုင်ငံတော်တွေကတော်လန်တပ်ဖွဲ့များကအာဏာအခြေခံပြီးတော်လန်အစိုးရကိုတိစောက်တတ်ကြပါတယ်။ဥပမာ ရုတ်တော်လန်စတဲ့ကတော်လန်အဖွဲ့ဟာတော်လန်အုပ်ချုပ်မှုနဲ့နိုင်ငံတော်တစ်ခုလိုတည်ဆောက်ခဲ့တာတွေ့ရမှာပါမြမတော်လန်စစ်ထဲမှာတောင်တော်လန်အဖွဲ့တချို့ကကိုပိုင်နယ်မြေတွင်းနိုင်ငံတော်လိုစနစ်တစ်ခုတည်ဆောက်ခဲ့ပါတယ်ယခုမြမတော်လန်စစ်နဲ့ဆိုင်တဲ့နိုင်ငံတော်အစ်ဖြစ်လာမယ့်ပုံစံတွေကတော့ခံမှန်းရတော့ခက်လာပါတယ်အမေရိကန်နိုင်ငံစတင်ခဲ့တဲ့ပုံစံမျိုးတောင် ဖြစ်လာနေပြီလို့ပြောလို့ရပါတယ် confederation ပုံစံ ပေါက်လာတာပါ။ပြည်နယ်တိုင်းကကိုယ့်ရဲ့ကိုယ်ပိုင်ပြားထမ်းပိုင်ခွင့်နဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံတွေနဲ့တွားနေတာတွေ့ရပါတယ်။စစ်အာဏာရှင်စနစ်ကြာဆုံးသွားတဲ့အချိန်ကြားမှာလွတ်လပ်တဲ့ပြည်နယ်တွေပေါင်းပြီးပြည်ထောင်ပေါင်းစုပြည်ထောင်စုဆိုပြီးတော့ Federal စနစ်နဲ့နိုင်ငံတော်တစ်တခု ဖြစ်လာစရာ ရှိပါတယ်။နှစ်ချုပ်နေတဲ့သုံးသက်ရရင်ချင်းတဲ့နိုင်ငံတော်ကနေကြာဆုံးနိုင်ငံတော်ဖြစ်မသွားခင်ဒေါ်လာကြီးဘက်ကစီးအားတာချက်နိုင်ငံကြီးအားတာချက်တွေအရယူပြီ ရန်သူစစ်ကောင်စီကိုအလဲထိုးနိုင်မှသာစစ်ကောင်စီအသက်ထွက်မှာဖြစ်ပါတယ်စစ်ကောင်စီအသက်မသေးရင်မြန်မာနိုင်ငံတော်ကတော့ကြာဆုံးနိုင်ငံတော်အဆင့်သို့ရောက်သွားနိုင်တဲ့အခြေအနေတွေရောက်သွားနိုင်ပါတယ်လို့တင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဆောင်းမရှင်ချင်းမင်းနွဲ့ကြီးရဲ့ချင်းရဲ့နိုင်ငံတော်သုံးမဟုတ်ဒေါ်လန်စစ်သေးကမြန်မာဆိုတဲ့ဆောင်းပါဖြစ်ပါတယ်မာပြည်သူပြည်သားပေါင်းလဲမြန်ဆုံးအေဂျင့်တာယာလွတ်လပ်ပြီးတော့ 故事名片：亚马逊大，云南白药叫什么？当贝来呀，瓦里克庙。<noise>